ဒိုက်ကူရဲ့အလုပ်တွေနဲ့ရှင်းနှစ်လောက်ကင်းကွာနေပြီးကမှရုပ်ရှင်လောကထဲကိုပြန်လည်ခြေချလာတဲ့အကယ်ဒမီဒါရိုက်တာဦးကြည်မြင့်ရဲ့သမီးဖြစ်သူဒါရိုက်တာအီအီခိုင်ရဲ့တရေဆိုတာဂျွန်နယ်လာဟဲ့ရုပ်ရှင်စကားကြီးကိုမေလ25ရက်နေ့မှာကလော့မြို့မှာစတင်သွားရောက်ရိုက်ကူတော့မှာဖြစ်ပါတယ်။ဒီရုပ်ရှင်စကားကြီးရိုက်ကူဖို့အတွက် ကတော်ပွဲပေးရဲ့အခမ်းအနားကိုတော့မေလ16ရက်နေ့ကစင်လန်းစုပြေပန်းချက်မှာရှိတဲ့စားတောက်ဆိုင်တစ်ခုမှာပြုလုပ်ခဲ့ပါတယ်။ဒီရုပ်ရှင်စကားကိုဇညွန်းဒါရိုက်တာအဖြစ်ဒါရိုက်တာအီအီခိုင်ကရိုက်ကူပုံဖော်မှာဖြစ်ပြီး အကယ်ဒမီရန်အောင်အကယ်ဒမီမြမော့ကွန်အကယ်ဒမီမွမ်မြအောင်တို့အပြင်တက်တစ္ဆာတရုတ်ဆောင်တွေဖြစ်တဲ့ဇွဲပြင်းနဲ့မင်းဦးတို့ကလည်းပါဝင်တရုတ်ဆောင်မှာဖြစ်ပါတယ်။ဒီရုပ်ရှင်ဇာကားကြီးရိုက်ကူးတာနဲ့ပတ်သက်ပြီးဒရိုက်တာအီခိုင်ကအခုလိုပြောခဲ့ပါတယ်။အဲသရေကအိတ်အိမ်ပါနေတဲ့သရေကတန်းလာပြီးမင်းဦးလည်း၆ကျော်အိမ်ကဘာမှမနေအိတ်အိမ်ကဘာသာကပြန်လာတဲ့ဒီတာဆိုပြီးတဆူကရောက်လာပြီးတော့ တော့တရက်ကိုလုံးဝမကြောက်တရက်ကိုမိတ်ဆွေတို့ရခဲ့တော့နေချာတရက်သူ၆လေးမကြောက်လေတရက်စိတ်တည်မြင့်နေပေါ့လေအဲ့ဇာတ်ကလေးအဲ့လိုလေးပေါ့ဒါပေမဲ့သူ့ရဲ့ things ကြီးပါလဲဆိုတော့ချစ်ချင်းမြတ်တာအဲ့ရပါလာတဲ့ရမင်းမေဆိုတော့သူ့ရဲ့သမီးကြီးဆုံးလေးရအញ្ញောင်းကိုချစ်ချင်းမြတ်တာအပြည့်ရှိတယ်ခင်ဗျာလေနောက်ဆုံးသူကတရက်ကိုချစ်ချင်းမြတ်တာပေးလိုက်တဲ့အခါမှာတရက်ကဘဝကျော်လာတယ် ြစ်အောင်အပ်တာနှစ်ယောက်မရှိဘူးအချစ်တင်သူငယ်သူမို့မသိပါစရုပ်ရှင်စကားကြည့်ရင်းနဲ့လူတိများခဲ့တဲ့ဒရိုက်တာအီခိုင်ရဲ့ရုပ်ရှင်လောကနဲ့ရှင်းနစ်တာလောက်ကင်းဝခဲ့ပြီးကမှအခုခါမှာတော့တရဲစွာကျူနေလာတဲ့ရုပ်ရှင်စကားနဲ့ရုပ်ရှင်ရိုက်ကူးမှုပြန်လည်ပြုတ်လာတာဖြစ်ပါတယ်ဒီစကားရဲ့ဇလန်းကိုတော့မတ်ဆွဲမြဲအီကရေးသားပေးထားပြီးနောက်ခံတချင်းကိုတော့ကိုဟဲလေးကရေးသားတည်ဆူပေးထားပါတယ် ဒီစကားမှာတရဲအဖြစ်ပါဝင်တရုတ်ဆောင်မဲ့အကယ်ဒမီမင်းမော့ကွန်းကလည်းဒီစကားရဲ့ကူးဖြစ်ပုံနဲ့ပတ်သက်ပြီးအခုလိုပြောခဲ့ပါဗျ။အဲကျွန်တော်ကဒီစကားထဲမှာဒါကျွန်တော်အဲ့အိမ်မှာရှိနေတဲ့နှစ်ချို့ဟိုတစီပေါ့နော်အဲ့နေရာနေပြီးတော့မှပါပြီးတရုတ်ဆောင်မှာကျွန်တော်ဇက်ဖတ်ပြီးတော့အခုကျွန်တော်ဒီ makeup အနေနဲ့ပေါ့နော်အဲ့ဒီ design တခုကိုကျွန်တော်ဟိုဟာ လုပ်ထားတာရှိပါတယ်အရှိမလဲ testing တွေလုပ်ပြီးပြီအခုလည်းဟိုအဝတ်စားတွေရပြီဆိုလို့ရှိရင်အဲ့ဒါနဲ့တစ်ခါထပ်ပြီးတော့လုပ်ခြင်းမကြိုက်လို့ရှိရင်ပြန်လုပ်အဲ့ဒါမျိုးတွေတော့လုပ်နေပါတယ်ဟုတ်ဟုတ်ကဲ့ဟိုကျွန်တော်ကဒီကားထဲမှာကျွန်တော်ဟိုဒီအိမ်မှာရှိနေသူများတက်လို့တည်သွားတဲ့သူပေါ့နော်အဲ့ရနေပြီးတော့မှမကြွတ်မလွတ်ပဲနဲ့ကျွန်တော်ဝိညာဉ်ဖြစ်နေအဲ့အိမ်မှာရှိနေတယ်ဟိုနှစ်ပေါင်းများစွာကြာပြီပေါ့ဟို အဲ့မှာမိသားစုတစုကရောက်လာတဲ့အချိန်မှာကျွန်တော်ကဒီအိမ်မှာကိုယ်အိမ်မှာလာနေတာမကြိုက်လို့၆လတဲ့သဘောပါပဲဒီစကားမှာနိုင်ငံရဲ့ခြားကပြန်လဲရောက်ရှိလာတဲ့တရက်လုံးဝမကြောက်တဲ့မိသားစုဟာတရက်အရင်၆ပါတယ်ဆိုတော့အင်ကြီးတအင်ကိုရောက်သွားတဲ့အခါမှာတော့ဘလူတွေဖြစ်ပြက်ခဲ့တဲ့ဆိုတာတွေကိုရိုက်ကူးပုံဖော်ထားတဲ့စကားကြီးဖြစ်ပါတယ်ဒီကားထဲမှာတရဲမကြောက်တက်တဲ့မိသားစုကအမေဖြစ်ပါဝင်တယုတ်ဆောင်မဲ့အကယ်ဒမီမမှုမြအောင်ကလည်းအခုလိုပြောပါဗျာ အဲဒီမှာမိသားစုကအိမ်တစ်ခုရောက်သွားတယ်မိသားမောအမေနေရပေါ့အဲမိသားစုတရေကဘယ်လောက်ချက်ချောက်သူကတရေကိုမကြောက်ကြမဲ့တရေနဲ့ချစ်ပြီးတော့ဘော်ဒါကြီးဖြစ်သွားကြတာပါအဲအဲမို့တကားမလို့ဘူးမြားမြေသူကတရေလှုပ်လိုက်ရတကြဆုံလိုက်ရဟိုတရေကြောက်လိုက်ရတယ်ဥကတရေမကြောက်တဲ့နေရာလုံးရတာဆိုတော့နည်းနည်းအထူးဆန်းနေတော့ဖြစ်တယ်ဗမာအိုက်တင်တော့မလို့ဘူးဘူဆန်တဲ့အိုက်တင်တွေပဲလုပ်မှာအမို့ချင်ပါတယ်သူကတရေကကြောက်စရာကောင်းတာတော့ရဟာတာတွေအဲ့လိုမျိုးဟိုပေါ်တော်တော်ဟာတာတာမျိုးလည်းမဟုတ်ဘူးသူက ချစ်စရာကောင်းတဲ့ကားလေမို့အဲ့ရောင်အဲ့ချစ်စရာကောင်းတဲ့ဇက်ကလေးဖြစ်နေမို့ဒီကားကိုလက်ခံပြသွားတယ်နောက်ပြောဒိုက်တာကလည်းဤခိုင်စာတော့ဤခိုင်ရဲ့ဟိုဟိုအဖေဦးကြီးမြစ်စာမို့လို့ငယ်ဘဝတည်းကမို့နဲ့ကားမများစွာအတူတူရိုက်ခဲ့ကြတယ်ကားကောင်းတွေအများကြီးထုတ်ခဲ့ကြတယ်ပေါ့နော်အဲ့တော့မအီခိုင်ကိုယုံကြည်မှုများစွာနဲ့ဒီကားကိုရိုက်ဖြစ်သွားတာပါဒီစကားကြီးရဲ့ကတော့ပွဲအခမ်းအနားကိုစကားထဲမှာပါဝင်တရုပ်ဆောင်ကြမဲ့တရုပ်ဆောင်တွေအမှုပညာလောကသားတွေနဲ့စာနယ်ဇင်းသမားတွေတက်ရောက်ခဲ့ကြပါတယ် Thank you.